မင်္ဂလာပါဖုန်းဖုန်းဗျာမင်္ဂလာပါဖုန်းဖုန်းဘွဲအမိနဲ့ဘွဲတော်နဲ့ခုဒီရန်ကုန်ဗုဒ္ဓသက်ကတော်ရွှေပြည်သားမှာဘလို့တာဝန်တွေထမ်းဆောင်လာဆိုတာတပြည့်လို့သိကြပါတယ်ဗျာသိခွင့်ရကြပါတယ်ဦးစင်းရဲ့ဘွဲနာမည်ကတော့အရှင်ညာနာဝန်သားဖြစ်ပါတယ်လက်စီတာဝန်ထမ်းဆောင်နေကတော့ရန်ကုန်ဗုဒ္ဓသက်ကတော်ရွှေပြည်သားဇာတိဒိတ်မှာဇာတိဒိတ်မှုအဖြစ်နဲ့ရောကတိကအဖြစ်နဲ့ပါတာဝန်ထမ်းဆောင်လက် ရှိပါတယ်မှန်ပါရှင်ဗျာ အခုဒီစာကြည့်တိုက်ကိုပေါ့ဗျာဘယ်ခုနှစ်လောက်ကစပြီးတည်ထောင်ခဲ့တာပါလဲဗျာအင်းတို့ဒီစာကြည့်တိုက်ကို2019လောက်မှာစပြီးတော့မှာအာစာအုပ်လေးစာပြီးတော့စုဆောင်းတယ်စာအုပ်စင်သေးသေးလေးနဲ့ထားရှိတယ်ပေါ့နော်စာအုပ်လေးစာပြီးတော့အဲစီစဉ်ထားရှိတယ်အဲအဲ့လိုနဲ့2019 2018လောက်မှာအဲ့လိုစာအုပ်လေးစုဆောင်းပြီးတော့မှဟိုလဲပတ်တယ်ပေါ့လေဒါပေမဲ့စနစ်တကျတော့မဟုတ်သေးဘူးအဲ2021လောက်ရောက်တဲ့ခါကျတော့ဦးစင်းတို့အဲမြန်မာနိုင်ငံ စာကြည့်တဲ့မူတွေပေါ့နော်အဲအဲ့ဒီစာကြည့်တဲ့အသင်အားစာကြည့်တဲ့မူတွေရဲ့အကူအညီနဲ့စာအုပ်လေးကိုစနစ်တကျအဲထရှိပြီးတော့မှ2021လောက်မှာအာစနစ်ကျတဲ့အဲစာကြည့်တဲ့အဆင့်ကိုရောက်ရှိတယ်ပေါ့နောက်ပြီးတော့ဦးစင်းကလည်းပဲ2021 2021ခုနှစ်အဲ့ဒီမှာရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်မှာစာကြည့်တဲ့နဲ့ပတ်သက်တဲ့ ဲ library information and management ဆိုတဲ့ diploma ပွဲကိုယူပြီးတော့ဒီစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဒါစူးစမ်းပြီးတော့လှုပ်ဆောင်လက်ချိပါတယ်မှန်ပါရှင်ဗျာအဲစာကြည့်တိုင်းမှာအခုတပြိုတခုဖွင့်ထားတဲ့စာကြည့်မှာပါဗျာစာအုပ်အရေအတွက်တွေများဘလောက်လောက်ရှိပါသလဲဗျာဝင်းတို့စာကြည့်တိုင်းမှာစာအုပ်အရေအတွက်နဲ့ဆိုလို့ရှိရင်စာအုပ်9000ကျော်ရှိတယ်အဲမြန်မာစာအုပ်နဲ့ဆိုလို့ရှိရင်တော့3500 3800လောက်ရှိပြီးတော့အဲ အင်္ဂလိပ်ဆိုရင်တော့တထောင်နီးပါးတော့ရှိပါတယ်တချို့တွေလည်းစည်ရင်မသွင်းရသေးတဲ့စာအုပ်တွေလည်းရှိတယ်ပေါ့နော်ဟုတ်မှန်ပါရှင်ဗျာအာဒီစာအုပ်တွေငှားတဲ့အခါမှာရောရှင်ဗျာဘယ်လိုစနစ်တွေနဲ့အသုံးပြုပြီးငှားပါသလဲဗျာ2020ခုနှစ်ကနေစပြီးတော့ဦးဇင်းတို့ဒီတော်တော်များများနေရာတက္ကသိုလ်တွေမှာခက်စားနေတဲ့ဒီ elite ဆိုတဲ့ဇာကြီးတိုက် library software လေးကိုအသုံးပြုပြီးတော့မှဇာ9စနစ်ကိုဦးဇင်းတို့ဟိုမြန်မြန်ဆန်ဆန်လေးပြီးမြောက်အောင်အတွက်ဒီ ဇယင်နေသွင်းပြီးတော့အဲ့ဒီ elite ဆိုတဲ့ဒီ software ကိုအသုံးပြုပြီးတော့မှာစာငါးကိုအသုံးပြုတယ်ပေါ့နော်စာငါးချင်းအလုပ်ကိုလုပ်တယ်ပေါ့ပို့ပြီးတော့မြန်ဆန်သွားအောင်ပေါ့မှန်ပါချင်းများအဲ့တပိတော့ဒီစာအုပ်ထားတဲ့စနစ်လေးကိုလည်းတပိတော့သိကြပါတယ်ဗျဘလို့စီစဉ်ထားပါလေဗျစာအုပ်ထားဖို့စနစ်ဥစဉ်တို့ကဒီဇာကြီးတိုက်မှာရှိတဲ့စာအုပ်တွေကိုဘာသာရအလိုက်ပေါ့နော်ဘာသာရအလိုက်အေး class လေးခွဲပြီးတော့မှဥစဉ်တို့နိုင်ငံတကာမှာအသုံးပြုနေတဲ့ DDC လို့ခေါ်တဲ့ ဲ့ဒီဇနစ်ကိုအသုံးပြုပြီးတော့မှစာအုပ်ကိုဘာသာရအလိုက်နံပါတ်လေးနဲ့ခွက်ထားပြီးတော့မှအဲ့လိုဇနစ်တကြားထားရှိထားပါတယ်မှန်ပါရှင်ဗျာဒီပြီးတော့ဒီတက်ကလုံမှာပေါ့ဗျာဒီရံဘုဒ္ဓတက်ကလုံရွှေပြည်သားမှာတက်ရောက်တင်ကြားနေတဲ့အကြောင်းသားအကြောင်းသူတွေလည်းအများကြီးရှိပါတယ်ဗျာပြီးတော့အကြောင်းသားအကြောင်းသူတွေကိုခုနကဘာကျုပ်ဘာမကကျုပ်ဆရာတော်ဘုရားမိန့်တယ်လို့ပေါ့စာကြည့်တိုက်ကိုလည်းအသုံးပြုရမယ်ဆိုတော့ဒီစာကြည့်တိုက်ကိုအသုံးပြုတဲ့အကြောင်းသားအကြောင်းသူတွေများပါတယ်ဗျာများတဲ့အခါကျတော့စာကြည့်တိုက်မှာဝန်တန်းတွေရောခန့်ထားတာရှိပါသလားဗျာ စာကြည့်တိုင်းမှာကျတော့ဦးစင်းတစ်ပါးတည်းမနိုင်တဲ့ခါကျတော့ဒီဒီလာစာပေးပြီးတော့ခံထားတဲ့ဒီဆီယာမတယောက်တော့ဝန်ထမ်းခံထားခံထားတာရှိပါတယ်။ညာနာကတော့ဦးစင်းနဲ့ပဲတွဲလို့ရတာပေါ့။ညာနဲ့အချိန်မှာတော့ဒီလောက်အားမလောဘူးဆိုရင်တော့ဟိုတခါတလေအပြင်ကနေပြီးတော့ volunteer လေးခေါ်တာလေးတွေတော့ရှိပါတယ်အဲ့လိုလေးနဲ့ဒီစာအုပ်ဒီစာငါးစာလေးလဲပတ်တယ်ပေါ့နော်အဲ့စာကြည့်တဲ့တခုလဲပတ်ဖို့အတွက်ပေါ့နော်ဒီစာကြည့်တဲ့ရံမုံငွေရောဘန်နံငွေရောဘလို့ စီမံထားတာရှိပါတယ်လေဗျာဒီစာကြီးတိုင်းပန္နာရေးနဲ့ပတ်သက်ပြီးတော့မှသူပုံမှန်အဲ့လိုမျိုးတော့မရှိဘူးအလူရှင်တူကတော့လို့လာစင်ပေါ့နော်လာစင်အင်းလူတန်းနေတဲ့အလူရှင်တူကတော့ရှိတယ်ပေါ့အဲ့တော့ဂျန်တာတွေကတော့ဥသိန်းတို့စာအုပ်အလူရှင်လေးရှိရင်ចောင်းသားလေးထဲကနေပြီးတော့စာအုပ်လာလူတာလေးတွေရှိတယ်အဲမွေးနေ့အထိုင်းမှာဖြစ်နေနည်းနည်းပေါ်မျိုးလာလှူတဲ့ဟာလေးဟိုကြုံလို့ဟိုဆက်စားမီလို့ လှူတဲ့ဟာမျိုးလေးတွေရှိတယ်လို့ပုံမှန်လေးတော့မရှိဘူးပေါ့နော်အဲအဲ့လိုမျိုးတွေ ਨੇ အဲ့ဒါလေးတွေကိုတေချာစနစ်တကျစီမံခန့်ခွဲပြီးတော့မှဥစဉ်တို့ဒီစာကြည့်တဲ့ကိုလေပတာဖြစ်ပါတယ်မှန်ပါရှင်ဗျာဟိုဒီစာကြည့်တိုင်းမှာပါဗျာဘလို့စာအုပ်မျိုးတွေကိုအဓိကထားရှိပါတယ်လေဗျာဒီတက္ကသိုလ်ကဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့တက္ကသိုလ်ဗုဒ္ဓတက္ကသိုလ်ဖြစ်တဲ့အတွဲဗုဒ္ဓစာပေအတူအဓိကဒီပိဋကအသုံးပုံပေါ့နော်အဲ့ဒီပိဋကအသုံးပုံနဲ့ပတ်သက်တဲ့အထက္ခရာဒီကာအနုဒီကာအဲ့ဒီစာအုပ်တွေရဲ့ နိုင်တရားတွေအဲအဲ့ဒါလေးကိုအဓိကထားပြီးတော့စုဆောင်းတယ်တော်ပြီးတော့အပြင်မစာအုပ်လေးဆိုရင်လည်းပဲဒီဘာသာရေးနဲ့ပတ်သက်တဲ့စာအုပ်တွေကိုအများဆုံးဒါစုဆောင်းထားရှိတယ်ပေါ့ကြံတဲ့ဒီတခြားနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာလေးတခြားအကျုံးအရာနဲ့ပတ်သက်တဲ့စာအုပ်လေးတော့အနည်းငယ်ရှိပါတယ်တူပါဗျာဒါဆိုဖုံးဖုံးအနေနဲ့ဒီစာကြည့်တဲ့နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ဒီအကြောင်းဗုဒ္ဓဘာသာရှင်ပြည်သားနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ထပ်ပြီးတော့ဖြည့်ဆွက်ပြီးတော့မင်းကျင်တာလေးရှိရင်လည်းမင်းလို့ရပါတယ်ဗျာ စာကြည့်တဲ့နဲ့ပတ်သက်ပြီးတော့မှဒီထက်မကဖွံ့ဖြိုးတိုးတက်အောင်ဆိုလို့ရှိရင်အတ္တိကပေါ့နော် အလူရှင်တွေလိုအပ်လဲလိုအပ်လဲရှိတယ်ပေါ့နော်အဲ့တော့အလူရှင်တွေများဟိုပြလို့အဲလိုမျိုးလူတန်းချင်တယ်ဆိုရင်လည်းပဲအဦးဇင်းတို့စာကြည့်တဲ့နေပြီးတော့ဖိတ်ခေါ်ပါတယ်ပြီးတော့လည်းဒီထက်မကတိုးတက်အောင်စာကြည့်တဲ့ကိုလည်းပဲဒီသူပြေသနာနဲ့ပတ်သက်တဲ့စာအုပ်တွေလည်းအများကြီးဖြစ်လာအောင်ဦးဇင်းတို့ဒါရည်မှန်းချက်နဲ့ဒါလှုပ်ဆောင်နေလှုပ်ဆောင်လည်းရှိပါတယ်အဲ့ဒါကြောင့်မလို့အလူရှင်များကိုလည်းပဲ ဲ့လိုမျိုးလူရှင်လဲဆိုရင်ဖိုက်ခေါ်ပါတယ်လို့ပြောရှင်းပါတယ်မှန်ပါရှင်ဗျာအခုလိုပေါ့တက္ကသိုလ်တစ်ခုအတွက်မရှိမဖြစ်ဒီစာကြည့်တိုက်အကြောင်းကိုပြည့်ပြည့်စုံစုံမင်ကြပေးတဲ့ဖုန်းဖုန်းကိုလည်းတပြည့်တော့ WWD online media ကျေးဇူးအထူးတင်ပါတယ်ဗျာဦးစင်းအနေနဲ့လည်းဒီလိုဖြေကြခွင့်ရတဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်